stock investing for beginners ဒီနေ့ stock share တက်ရတဲ့အကြောင်းရင်း၃ချက်ဗီဒီယိုလေးအလဲမှာတော့ stock share အတွက်ဈေးကွက်အတွက်အရင်စိုးရရတဲ့အချက်တစ်ချက်ရှိတယ်ပြီးတော့ရင် stock ဈေးကွက်ဆက်တက်နေတဲ့အချက်၃ချက်ကိုလည်းဗီဒီယိုလေးအစုံမှာသိရမှာဖြစ်ပါတယ်ကဘာပတ်အမေကမီနနာ stop ပညာရှင် channel ကကျူးစွာပါတယ်။ဘယ်နေရာကြည့်နေလဲကိုမအောင်မှာရေးတာပါ။လွန်ခဲ့တဲ့နှစ်ပတ် 20 days 10ရက်မှာဆိုရင်တော့9400ကျော်မြတ်ပါတယ်ဒီနေ့လည်း stock share ကဆက်ပြီးတော့တက်တယ်0.64% 1%အထက်တော့မဟုတ်မောဆချင်းတက်တက်တက်ပြီးတော့ကြခြင်းတယ်ကြခြင်းပြီးတော့ afternoon မှာเนาะတနိုင်းကျွန်းမှာပြန်ပြီးတော့တက်သွားပါတယ်နတ်စတက်လည်း0.21%တ တက်တယ်အစတော်တော်များများတက်နေတာပိတ်ခန်းလေးကြောင့်နည်းနည်းပြန်ကြပါမနက်ပတ်ကတက်တယ်ပြီးပါရင်နည်းနည်းလေးကြာကြာပြီးတော့ afternoon မှာပြန်တက်တယ်တက်ပြီးတော့ပိတ်ခန်းလေးမှာနည်းနည်းပြန်ကြပါပါနဲ့အဲ့တော့လုံခဲ့ငါးမှာကြည့်ရမှာဆိုရင်သူ့ပေါ်မှာပါဆက်သက်သွားပြီအားအကြောင်းဆရာပြောပါ never miss them best training days เนาะဆရာရိရှာပြောရယ်ဘယ်တော့မှ training days အကောင်ဆုံး အသက်ဆုံး10ရက်မလွတ်စင်နဲ့အဲ့ဒီ10ရက်များတော့အဖြစ်အကြာဆုံးရက်တွေနောက်မှာလာတတ်ပါတယ်အခုဆိုရင် five days က2.1%တက်ပါပြီတလဆိုကြည့်အဲနည်းနည်းလိုနေတယ်เนาะအကုန်မပြီးတူအချိန်ရှိနေတယ်ဒါတော်တော်များများကြထားတာနောက်ပိုင်း10 best trading days ပြောရဆိုရောရှိတယ်တော့ထင်ရမှာမဟုတ်ဟာ stock save ကြာခဲ့တယ်ဟုတ်လားဘယ်တော့ကြာခဲ့တာတိတော့တိမှာမဟုတ်တော့เนาะရရတူတယ်ဘလောက်7.64% ကြတယ်ဒေါင်းကြုံကြည့်လိုက်0.85%တက်တယ်1%ကမကျော်ဘူး5 days အာနည်းနည်း positive ဖြစ်လာပြီ1 month negative ဖြစ်နေတယ် year to date 1.3%အာတိတ်ပြီးတော့အာမကြပါဘူးလေဒေါင်းကြုံဒါ2.3%ကျတယ် year to date ဆိုရင် last year အကြဆုံး technology အများအလိုပဲတက်ရင်သူကအသက်ဆုံးကျရင်အကြဆုံး last year composite ဆိုတာ နိပညာတက်နိုလီကုမ္ပဏီရဲ့အများစုစုထားတဲ့ပုံပေါ်စစ်ဖြစ်ပါတယ်။အဲဒီတော့ stock ဈေးကွက်တက်ရတဲ့အကြောင်းရင်းเนาะဒီနေ့တက်တယ်။တောက်ကြနေရတက်တယ်เนาะဒီ today is a day 2. day 2 of the 10 best trading days เนาะဆက်ပြီးကြည့်ပါ။ဒီနေ့ဘာအကြောင်းလဲ stock ဈေးကွက်တက်တာ။ reason number 3ဘာစီးပွားရေးတည်င်းမှ trump ကတွေးမလို့ရတဲ့ကြောင့်ပါ။เนาะ tariff တွေးမလို့ အာစီးပွားရေးနဲ့ပတ်သက်တဲ့စိုးရိမ်စရာတွေဘာမှတွေ့မလို့တဲ့ကြောင့်ဒီနေ့ကြည့်ကြည့်ဒီနေ့တဲ့တင်းနေအာဒီပေါ်တက်ရှင်အကြောင်းပြောတယ်ဟုတ်တယ်မှန်တယ်ပြီးတော့ရေအာပရက်ဇီဒန့်ဘိုင်ဒန်ကိုထရမ့်လာနေပြီးတိုက်ခတ်တယ်အဲအဲ့ဒီတင်းအာစီးပွားရေးနဲ့မဆိုင်ဘူးတော့မှပြောရဒီပေါ်တေးရှင်းစီးပွားရေးနဲ့ဘာမှတိတ်မဆောင်ထဲရစ်ဖာအဆိုးဆုံးပဲအဲဒီစတော့စီကောထိခန့်နေရမှာစီးပွားရေးကိုထိခန့်နေရမှာထဲရစ်ဖာအဆိုးဆုံးပဲအ ပရိုတက်ရှိရဲ့ငါဘာမှတိတ်မြုံအကြီးကြီးမှမဖြစ်တယ်အဲ့ရတိတ်မြုံသူတိတ်မြုံမရှိကြဘူးအရင်ကြီးမှလာတမြုံပေါ့တနိုင်ငံကိုပရိုတက်ဖြစ်မှဆိုရော stock secret နည်းနည်းပါးပါးထိထိခံနေမယ်နော်အာစိတ်ပူရဲ့ပြောတယ်အာဒါ Trump ကတွေ့လို့ပါမဟုတ်ရတဲ့ကြောင့်ဘာမှနော်အဓိကမဟုတ်ဟို European ကို tariff 200%တော့ Canada ကို25%တော့တွေ့လို့ကမထိခံဘူးနော်ပြီးတော့တခြားဘာမှဘာမှနော်အာ Yeah. ဲ့တော့တိတ်ဆိတ်နေ today is almost new news the name is you စီးပွားရေးနဲ့ပတ်သက်ပြီးတော့အဲ့တော့ good news no news is good news trump လက်ထက်မှာဆိုရင်တဒင်းမရှိရလားတဒင်းကောင်းမယ်အဲ့ဒါကြောင့် stock စီးပွားရေးတက်တာဒုတိယ reason ကဘာလဲဆိုတော့ stock markets were very oversold เนาะ trump တက်လာပြီးတာ terrible trade war ဖြစ်နေတာ oversold အများကြီးဖြစ်နေဖြစ်နေတော့အခုအာပြန်တက်တယ် နောက်ပြန်တက်တဲ့အတွက်ကြောင့်အခုဒုတိယနေ့ရောက်နေပြီအဲအားကြောင့်ပြန်တက်တာပါ over so အရန်ဖြစ်နေတဲ့ကြောင့်ပထမဆုံးဝီကီစင်ကအရန်အကြီးကြီးဘာလဲဆိုတော့ store share မှာအတော်ဆုံးအတန်ဆုံးအတိဆုံးကဘာပတ်အမေရိကန်မီဒနာ stop ပညာရှင်ပြောခဲ့တယ်နော် store share ထိုးတက်တယ်အောက်ဆုံးသားရောက်နေ market border ဖြစ်သွားပြီ ပြောရနော် march 10ရက်နေ့ကပြောခဲ့ရ day 1ဖြစ်ပြီးပါပြီတောက်ကြနေရတော့အခု day 2 ဒိတုဆိုဆက်ပြီးတက်ဖို့ခေပုံများမှန်တော့ဗောနော်ဒီတပတ်တက်ဖို့ခေပုံများနေကို तू ပြောခဲ့တယ်အဲ့ဒါ तू ဗီဒီယိုလေးတော့မကြည့်ရသေးဘူးဆိုရင်တွားကြည့်တာပါနော်အဲ့ဒါကြောင့်ဆက်ပြီးတော့ store ဈေးပွဲကဒီနေ့တက်တာပါဒါပေမဲ့အရန်စိုးရရတဲ့ reason ရှိရပါတယ်အာ Trump နဲ့ပြီးတော့ Biden ပါတယ်လောက်ထားတယ်နော် Biden ကနေပြီးတော့ तू January 6ရက်နေ့ပတ်သက်ပြီးတော့ပြစ်မှုတွေကျိုးလွန်ထားတဲ့လူတွေကိုစစ်ဆေးရလူတွေ နော်လူတွေရှိအဲ့ဒီလူတွေကို Trump လာနေပြီးခံစားပြန်ချေခြင်းတယ်အဲအကွက်မြင်တော့ကြောင်း President Joe Biden ကြိုးပြီးတော့ခွင့်လွှတ်ထားတာနော် President ပါပါဝါနဲ့ခွင့်လွှတ်ထားခွင့်လွှတ်ထားအောင်သူကဘာလုပ်လဲဆိုအဲ Trump လာနေပြီးတော့ auto ban နဲ့လုပ်ရတဲ့ကြောင်းနဲ့ value မဖြစ်ဘူးတဲ့အဲ auto ban နဲ့ auto ban ဆို auto ban site ထွက်အောင် auto လုပ်ရပေါ့အဲ့တော့အဲ့ဒါကြောင့် Biden ရဲ့အဲ့ဒီခွင့်ပြုထားတဲ့ဟာတွေက တရားမဝင်ဘူးကိုသူကပြောကြတာအာပြည်တနာမရှိရှိရရှာပြီရှာပြီအဲ့လိုရှာပြီရှာပြီဆိုတော့ဒီတရားဥပဒေမှာအအောင်ပြောထားတယ်အော်တိုပန်းကတရားဝင်ဖြစ်တယ်နော်ဘယ်ရောပရက်ဇီဒန့်တွေထိုးခဲ့တယ်ဘာမှပြည်တနာမဖြစ်ခဲ့ဘူးနော်ဒီဒီပရက်ဇီဒန့်ကြာမှာပဲအော်တိုပန်းဟိုပြည်တနာရှာတယ်နော်အမှပြောပါဆိုသူကိုယ်တော့ပြောခဲ့တယ်ဟို stock secret ဟောတောင်းကြုံတရထက်တထောင်ကြုံကြရဲဆိုပရက်ဇီဒန်ထွက်ထွက်တင်တယ်သူပဲပြောခဲ့တာပြီးတော့သူပဲလို့တောင်းကြုံကတထောင်ကြောကြတယ်အဲ့ဒါသူထွက်တာမထွက်ဘူးလေသူပြောရဲစကားပဲထရမ့်ကသူပြောတယ်ဒါပေမဲ့သူလုံးလဲဟာတယ်ရောက်စတော့စီကထိုးကြတယ်ဒါပေမဲ့သူတမနအနေနဲ့ထွက်တာမထွက်ဘူးအဲ့လိုမျိုးပဲတရားဝင်တဲ့ဟာကိုပဲသူကတရားမဝင်ပြောပြီးခုအရင်က binary president trial official document တွေနော်ညီကလေး binary auto ban နဲ့ထိုးရတယ် legal ဒီဘက်တရားဝင်တယ်ဟို electronic signature အတူတူပဲပေါ့ဟုတ်တယ်မ electronic signature အခုအရင်ကဆိုရင်စာချုပ်တွေဆိုရင်လူကိုယ်တိုင်လက်မှတ်ထိုးတယ်အခုဆိုရင်ကွန်ပျူတာနဲ့ electronic ကနေထိုးရတယ်ဖုန်းနဲ့ထိုးရတယ်အားရတယ်တရားဥပဒေနဲ့ညီရဲ့နော်ဒီမှာပြောတာဥပဒေရပြောတာ president George Bush ကိုယ်တိုင်ခွင့်ပြုထားတာနော်ခွင့်ပြုတာ office of legal department အဲ department justice အာ president ကိုယ်တိုင်စိုင်းစရာမလိုဘူးနော် deficit နော် signature ဥပဒေလို့ approve လုပ်ရဆိုရင်စိုင်းစရာမလိုဥပဒေဖြစ်ဖို့တော့စိုင်းစရာမလိုပြောရတော့ဒါတေးရဝင်အဲ့တော့ဒါကဘာကြောင့်စိုးရင်ရလဲဘာကြောင့်စိုးရင်ရလဲဆိုတော့နိုင်ငံအတွက်ကောင်းမှုမလုပ်ဘဲနဲ့တကူတော့နော်ကန်စားချင်မှုတော့ပဲအာယုံစိုက်နေမှာဆိုရင်နှစ်ဦးနှစ်ဖက်ဘဲဘဲနဲ့ညာဘက်စစ်ဖြစ်အောင် civil war ပြည်တွင်းစစ်ဖြစ်အောင်ပြည်တွင်းစစ်ဖြစ်မှာဆိုရင်နော် USA stock ဈေးကွက်အနည်းနဲ့အများအောင်ကျမှာပဲနော်အဲ့တော့ ဘယ်အချိန်ဖြစ်လာမှမပြောတတ်တယ်ဦးเนาะတူးတော့တူးဒီလိုမျိုးတမနာဖြစ်လာတော့မှအာဃာတထားပြီးတော့เนาะခလေးကြနေရမယ်အဲ့လိုမျိုးတော့မှဆိုရင်ပြဿနာဖြစ်နိုင်တယ်เนาะပလိတ်တရောအရင်ကဆိုရင်တည်င်းကအများကြီးထွက်တယ်အခုကထွက်မှနေတိုင်းနေတိုင်းတည်င်းတစ်ခုမှတစ်ခုထွက်တယ်เนาะအရင်က pressure ကြိုးပမ်းတယ်ဆိုရင်တိတ်တိတ်နေတဲ့အလုပ်တစ်ခုခုပြီးပါတယ်เนาะအဲ့လိုမျိုးအလုံးပြီးတစ်ခုပြီးတစ်ခုပြီးသွားတယ်ပရိသတ်ကျူပါတယ်တတိယရရှိပါတယ်လားတတိယဆိုရင်ခမအောင်ပါရေးတာပါပလိတ်တက်ရဘလူးသဘောရပါတယ် ဒါပြည်တွင်းစစ်ဖြစ်နာနိုင်တယ်လို့ထင်ပါလားစတော့ဈေးခွက်အတွက်စိုးရိမ်စရာထင်ပါလားကိုမမရေးတာပါဘာပဲပြောပြောဆက်တက်နေတဲ့ reason ၃ခုရှိတယ်စတော့ဈေးခွက်နော်နံပါတ်2ရပါတယ် FOMC meeting အာမရှာ16ရက်နေ့19ရက်နေ့သူ meeting ထိုင်တော့မှာ Federal Reserve နေပြီးတော့နော်အဲတိုးနိုး short short မလားရက်ထားမလားအဲအဲ့လိုမျိုးတိုင်းမလားမလို့ကုန်စင်းတို့ဘယ်လိုရှိနေမိလဲအချင်းနေအာ ဆရာထင်ပြောမှာဆိုအတွန်းတော့ဒီတိုင်းရက်ထားမယ်เนาะ short တယ်မ short ဘူးအာပြီးပါရင် general power စကားပြောနေမယ်စကားပြောတဲ့အခါကျရင်အေး market ကို confidence ရှိတဲ့စကားလေးပေါ်လာမယ်ဆိုရင်ရောဆက်ပြီးတော့တက်နိုင်မဲ့ gain ပုံပြီးတော့မြန်ပါတယ်ဒါ reason number 3 reason number 2ကဘာလဲဆိုတော့ Nvidia GTC conference လာပါပြီเนาะဒီနေ့စားတယ်မနေ့ပြန် Jensen Wang CEO of Tuesday မှာဆယ်နိုင်ရဆယ်နိုင်ကြပြောလို့မယ်သူတို့ Nvidia product update တွေပါထွက်တယ် demand ဘယ်လိုရှိတယ်အခုပြောတော့တင်းကောင်းလည်းအများကြီးကြားရအောင်မယ်။အများလုံးအဖြစ် GTC conference ပြီးပါ store ဈေးကတက်လိမ့်ရှိ Nvidia တက်မှာဆိုရင် channel store ဈေးကပါတက်ဖို့ကပိုပြီးများပါပြီ။ Nvidia 2% 3% 4%ဆိုတာ store ဈေးက positive ဖြစ်ဖို့ကပိုပြီးများပါပါလေ။နောက်ထပ်ဆက်တက်နိုင် reason နံပါတ်1ရပါတယ်။အရင်အရေးကြီး။အားပါကြောက်လို့ဆိုဆရာစပြီးတော့ဝယ်နေပြီ။အပြီးအလက်ပို့ထားတယ်။ store ဈေးခွက်စပြီးတော့တက်နိုင်ရဲ့အကြိမ်အောင်ဆုံးရောက်လာဆိုတာဆိုင်းတွေ့တာလေဆရာ stock share ရဝယ် DC ပြန်လို့တော့တောက်ကြနေရဝယ်တဲ့ဒီနီးပြင်းတာပတ်သက်တဲ့ technology stock ဝယ်တယ်ပြီးွားရဲ့အာဘူးဘူးခေါ် spread advanced option အာလဲလောက်ထားတယ်တစ်ဆယ်အောက်နော်အဲ့ရသူများပြောကြပတ်သက်အများကြီးလူတာတစ်ဆယ်အောက်ဆိုတာဟိုတစ်ထောင်အောက်ရှိရပြီ advance option တော့ရပြီတထောင်ရှိရဆိုရင်ပတ်စံအများကြီးမလို့ဘူးเนาะ ီးတော့နောက်တစ်ခု option ရှိရယ်73ဒေါ်လာနဲ့အာ73ဒေါ်လာအော့အဲရော1300အော့ရှိရယ်ဆိုတော့ option ထွက်လို့ရတယ်နော်အဲ့ဒါဆရာတောက်ကြောင်ဒီမှာလုံနေတာအာပြီးတော့အခုဒီအာတောက်ကြောင်ဒီမှာလုံနေတယ်နောက် advance option 5မိနစ်ထဲနဲ့1400ကျော်ရတာနော်1400ကျော်ရတယ်ပြီးတော့ဒီနေ့လည်းလုံနေတယ်ဒီနေ့အာ call option 15ဒေါ်လာအော့อืมทเวลงเลยพี่เอ้ยซะพี่ซะพี่ไซน์ปะเลยไซน์ปะเลยอ่าพี่ว่าเอ๊ะ ဘူကော့စပရက်လုပ်တယ် advance option လုပ်တယ်နော်အဲ့ရ3ဒေါ်လာအောက်ပဲ2ဒေါ်လာ3ဒေါ်လာမပြည့်ဘူး2ဒေါ်လာပြား80အောက်အဲ့280အောက်280အောက်ရှိရနေတယ်ပတ်စံရှိရနေတယ် advance option စလုပ်ရနေပြီနော်ပြီးတော့ပိုကောင်းလာပါဒီ advance option ကတထောင်ကျော်ရပတ်စံအိတ်ထဲထလာပြီးတော့ store share ဝယ်ဝယ်အဲတခြား call option ဝယ်လို့ရအေးစစ်စစ်ပဲနော်အဲ့လိုမျိုးအများကြီးစလုပ်နေစဘာကြောက်လဲဆိုတော့ဆရာတက်ဖို့ coffee တက်ရှိရတဲ့ကြောင့်ဆရာစလုပ်ပြီးတော့ call option 6ဒေါ်လာအောင်အာတထောင်ရှိစရာမလိုဘူးเนาะပတ်စံနည်းနည်းရှိဆိုတော့ဆရာ advanced option လောက်ထားတော့ထောက်နေရရလာမှာအဲ့ဒါရပြန်သုံးမျိုးပတ်စံသုံးမျိုးလို့ရတဲ့6 600အအောင်ဆုံးလေး400ဖြစ်ဖြစ်မယ်500ဖြစ်ဖြစ်မယ်เนาะ900ကျော်ဖြစ်ဖြစ်မယ်အဲ့ဒါ call option လောက်ထားပါလေအခုဈေးကွက်စတယ်เนาะ stock ဈေးကွက်ကျတဲ့အချိန်မှာဆရာဝဲတယ်အခုရဆရာပို့ပြုတ်ဝဲလာပြီเนาะဒီဆရာပုံမှန်လုံးတယ်စတော့ရှယ်ယာဝဲလာပုံမှန်လုံးစတက်နေချိန်ဆရာ တောင်းတော့ store share မဟုတ်ဘူးเนาะဒီလိုမျိုးစပြီးဝယ်နေပြီဆိုတာကအာဈေးကောင်းရတဲ့အတွက်ကြောင့်ဆရာဝယ်တာတက်နေအချိန်ဆိုရင်ဒီ ਆ တွေ့ရမှာမဟုတ်ဘူးဒီ post တွေ့ရမှာမဟုတ်ဘူးเนาะအ advance option post ပို့တွေ့တွေ့ရမယ် call option post အများကြီးပို့တွေ့တွေ့ရအခုကကြာနေတဲ့အချိန်ဆို advance option လုပ်တယ် call option လုပ်တယ်ပြီးတော့ store share အများကြီးဝယ်အများကြီးဝယ်အာဆရာကိုဝဲလို့ရှားတယ်ကြောက်ပြီးတော့မဝဲလို့များတယ်အဲဒါကြောင့်ချမ်းသာနေလို့ရှားတာเนาะချမ်းသာခြင်းအာ stock investing call option put option advance option တင်တာတက်ရအောင်เนาะအဲ့တော့တက်ပြီးတော့ day trade moment stop တက်လို့ဆိုပြင်ရပို့ပြီးစုံသွားဒါလေးတက်ပြီးသွားရင်ဆိုရင် ready ဖြစ်ပြီးเนาะဆရာဘာတွေဝယ်နေမြက်နေဆိုပြီးချင်ဆိုရင် option trading ပြင်ထုတ်ကြအောင်ရတယ် advance option ပြင်ထုတ်ကြအောင်ရတယ်เนาะအခုခုမှစ join တဲ့လူတွေဒါအချိန်ကောင်းပါเนาะဟို stop စီကကြားတယ်စိတ်သက်မကြမ်းလဲဆက်ပြီးတော့ join လာလူတွေပို့ပြီးမြက်ဖို့ခေပို့မြပါတယ်เนาะ join မှာဆိုရင်အခုချိန်ကအရင်အရင်ကောင်းပါလေ လိင်ကို description ကမှမှာရှိပါတယ်တင်တဲ့အရင်ဆုံး join မှာမတက်ရနေလို့တင်တဲ့တက်နေတဲ့လူတွေ option တင်တဲ့ပြီးသွားရင်ဆိုရင် option တွဲနေအပိတ်ပိတ်ထုံးအခုရန် join လို့ခေါင်းပါလေဒီတပိုးပြီးပညာတက်ချင်ဆိုရင်အာ playlist မှာတွတ်ချေလို့ရပါတယ်ဆရာအများကြီးရှိရွှေနဲ့ပတ်သက်တဲ့ဟာတော့အာ stock investing call option put option advance option တော့အများကြီး playlist မှာပေးထားပါလေလိင်တွေကိုတင်တဲ့ link တွေကို YouTube video တို့မဟုတ် description အောက်မှာပေးထားပါတယ်ကလေးလိုက်တာပါ share လုပ်ထားပါ subscribe လုပ်ထားပါ